ကိုမင်းကိုနိုင်တော့အာကိုမင်းကိုနိုင်တော့ခုခုဆရာမောင်ဆောင်ခါတို့မောင်ဆောင်ခါတို့တို့ထီဒါပို့ဗျာတို့တွေဟာဒါဝီမူတို့ထီနော်တော်လန်ရေးတဲ့ကဗျာဆရာတွေကဗျာဆရာတွေပဲမိစေများအားလုံးတော်လန်တော်နေတဲ့ပါစာပေတဲကတော်လန်ရေးတော်လန်ရေးတဲကစာပေစီစဉ်ကနေပြန်လဲကျူစုလိုက်ပါတယ်တော်လန်စာပေဖန်တီးရှင် စာပေကဝိပညာရှင်များအကြောင်းကိုဆွံ့ရလာခဲ့ရမှာဒီတစ်ပတ်မှာအပိုင်းနှစ်ကိုရောက်ရှိလာပြီဖြစ်ပါတယ်အပိုင်းနှစ်မှာကဗျာဆရာ အရီတာစာရေးဆရာမောင်စုချင်းနဲ့အတူအခုလိုဆွေးနွေးထားတာပဲဖြစ်ပါတယ်ဒီမှာတပိတော့နည်းနည်းလေးဖြည့်ဆွက်ပြီးတော့ပြောချင်တာကတော့1936 36 35 36ပေါင်ဝင်ချင်ပါဟာအဲ့ဒါမတ်ဆက်အတွေးခေါ်လေပေါင်ဝင်လာပါပြီအဲ့တော့ကွန်မြူနတီကွန်မြူနတီပါတီကိုစပြီးတော့ထူထောင်တာတခင်အောင်ဆန်းเนาะအထွေထွေအတွင်းမှု အဖြစ်နဲ့ပေါင်ဝင်ဆောင်ရွက်ခဲ့တဲ့တခင်ဆိုးတို့တခင်တန်းတွန်းတို့เนาะ နောက်တစ်ခါအာမပြောမဖြစ်ပြောမှာတခင်ပါဟင်းအဲ့တော့ဒီလိုပုံကိုတွေကကွန်မြူနစ်ပါတီကို တက်ဝေယုံကြည်စွာနဲ့ပါတီလဲထောင်နေထောင်လိုက်တဲ့အခါကျတော့ခုနတစ်ဖက်မှာရှိနေတဲ့ဆရာကြီးတခင်ကိုရမိုင်းရဲ့တွန်လှန်စာပီယာဒီဘက်ကတွန်လှန်ရင်အတွေ့အော်မတ်ဝါရန်နဲ့ပေါင်းဆက်လိုက်တဲ့အခါကျတော့ပို့ပြီးတော့ကမီဟုံတောက်တာပေါ့လေအဲ့ဒါတွန်လှန်ရေးစာပီပဲအဲ့ဒါဆိုတော့တွန်လှန်ရေးစာပီပဲအဲ့တော့တပီတော့မြင်ပါတယ်ခင်ဗျာဒါဒါအရှိတရားပါ ဒါကိုဘယ်သူတို့ညင်းနိုင်မလဲညင်းနေတယ်လို့ညင်းပေါ့တပည့်တော်တို့တော့ဒါပဂရိတိုင်းပဲကိုအာဦးစင်းနဲ့တပည့်တော်ဆိုလို့ချင်းဒါကိုပဂရိတိုင်းအရှိတရားတိုင်းပဲတပည့်တော်လို့တင်ပြနေတာဖြစ်ပါလေဒါညင်းလို့လည်းရမယ်ညင်းညင်းတယ်လို့ညင်းကြပါဒါကတော့ညင်းလို့မရတဲ့အချက်တွေပဲအခိုင်မာစုတ်ကင်ပြီးသားဖြစ်တဲ့အချက်တွေပဲဆိုတော့ဟိုတပည့်တော်တို့ဒါလက်ဝါးပေါ်တင်ပြတာပေါ့လေဆိုတော့အဲ့တော့မတ်စွာရအတွေးခေါ်ရတဲ့ခါကျတော့လူရန်းစားတော်လှန်ရေးနဲ့မြင်လာပြီစာပေတော်လှန်ရေးကလူရန်းစား တော်လိုင်းကြီးနဲ့ပေါင်းစပ်တာဖြစ်တယ်ဟုတ်တယ်အဲ့တော့တော်လိုင်းကြီးစပ်ပြရအဲ့လိုပေါင်းစပ်လိုက်တဲ့အခါကျတော့ပိုးပြီးတော့ထိရောက်သွားတယ်ဥပမာဆိုရပါဆိုရင်ဆရာကြီးဘုံတော်တရားတို့ဆရာကြီးဒကုံတရားတို့ပေါင်းစပ်ပြီးတော့အာတာယာမဂ္ဂဇင်းကိုထူထောင်လိုက်တယ်တာယာမဂ္ဂဇင်းကိုဟလာလူငယ်တွေဒီနေ့မျိုးဆက်တွေအထိတာယာမဂ္ဂဇင်းကိုမိညာပြုတ်ပြီးတော့ပြောကြဆိုကြပြောကြဆိုကြနော်ပြောနေကြတော့မယ်ကိုကနေကြတော့မယ်ဟုတ်တယ်ဟုတ်တယ်နော်ရည်ညွတ်နေကြတော့မယ်ဒီဘက်မောင်ဝန္ဒတို့အထိပဲဆရာကြီးမှန်ပါဗျာမှန်ပါဗျာအဲ့လိုမျိုးတွေအင်းမှန်ပါဗျာ ဆိုတော့ပြောပါဦးဟုတ်မောင်သားအပြင်ဒီနေ့ခစ်ဆိုလို့ရှိရင်ဟုတ်လားအာကပြားဆရာဖြစ်တယ်ဟုတ်လားအော်ဘဂတာခေါင်းဆောင်နေဖြစ်တယ်ကိုမင်းကိုနိုင်တော့အာကိုမင်းကိုနိုင်တော့ခုခုဆရာမောင်ဆောင်ခါတို့မောင်ဆောင်ခါတို့တို့အထိဒီလိုတို့တွေဟာဒါဝီမူတို့အထိနော်တော်လန်ရေးတဲ့ကပြားဆရာတွေကပြားဆရာတွေပဲကပြားဆရာတွေပဲဟုတ်ရှိမှလည်းပဲဟို စာပေကနေမှပြုတ်ထောင်ပေးလိုက်တဲ့ဒေါ်လာရေးထိတ်တက်တွေရှိတာကိုအဲ့ဒီကနေမှတစ်ဆင့်ဟွာလုပ်ပြီးတော့မှသူတို့ရေးသားတဲ့အရေးသားတွေကလည်းပဲဒေါ်လာရေးတွေကထွက်လာတဲ့ကြပြားတွေစာပေတွေအများကြီးရှိခဲ့ကြတာဒီကားထဲမှာဦးသင်းတို့ကြံနေခဲ့တာကဆရာဇော်ကြည်နဲ့ဆရာမင်းသူကြံနေခဲ့တာဦးသင်းတို့ဆိုလို့ရှိရင်ဒီဒေါ်လာရေးထိတ်တက်စပြီးတော့မှပေါက်ဖွားတယ်လို့ပြောလို့ရပါဘောနော်အဲ့ဒီဆရာဇော်ကြည်တို့ဆရာမင်းသူတို့ရဲ့ကြပြားတွေအများကြီးပါတယ်ဗျအဲ့ဒီမှာမှဦးသင်းတို့ကဘာတွေးလဲဘာဘာတွေတွေးလဲဆိုလို့ရှိရင်ဦးသင်းတို့ကပေါ့ကြပြားတစ်ပုတ်ပေါ့နော်ဦးသင်းတို့ သူတို့အစုတ်ထားခဲ့မြုပ်သည့်ဘုံငုတ်တိုင်မှမောင်ပြောက်ကြားကိုရွာသားရွာသူမြေကြမြူသည်ဥဥရန်ငွေထားတော်ဒီဆိုကြပြလေးလေးဆရာမှန်ပါဗျာအေးဘောင်အဲ့ဒါသူ့မာရန်ဟုတ်လားသူ့မာရန်သူ့မာရန်ဆိုကြပြလေးဆရာမင်းတို့ရေးခဲ့တာလေးလေအဲ့ဒီဟာဆိုလို့ကြည်တာဥသိန်းကတော့ဒါတော်လန်ရေးတဲ့ကပေါက်ဖွာလာတဲ့ကြပြလို့မြင်တယ်ပေါ့နော်ဒါမှမဟုတ်လို့ကြည်အဲ့ကြပြကိုဖတ်ထားလိုက်တဲ့အခါမှာကြပြတဲ့ကတော်လန်ရေးသိတတ်တယ်အများကြီးရတယ်လို့ဥသိန်းမြင်တယ်ပေါ့ဘောင်လို့ဆိုတော့သူဒီပျောက်ကြားစစ်တီအဲ့တုန်းကတော့ဂျပန်ဖက်စစ်တော်လန်ရေးပေါ့ဗျာအဲ့ဂျပန်ဖက်စစ်တော်လန်ရေးကနေ တော်လန်ရေးရဲ့ပုံရိပ်ကိုရေးခဲ့တဲ့ကဗျာဟာဒီနေ့မှာဒီနေ့ဖက်စစ်စစ်အာဏာရှင်တော်လန်ရေးဒီလာတယ်နော်ဆရာတက်ရောက်တော့တက်ရောက်လာတာနော်ဘောင်းလို့ဆိုတော့သူတို့အစုတ်ထားခဲ့မြို့တီဘုံဘုတ်တိုင်မှမောင်းပြောက်ကြားကိုရွာသားရွာသူမေးကြမြို့တီဦးရန်ွေထားတုံးဒီကြီးဆိုအမောင်းပြောက်ကြားချစ်သူအားကိုဗာမြမာခဲ့တူတနီဒါဟိုကဗျာရဲ့ဟိုရှင်းနောက်ကတော့ဦးတင်လွဲရင်လွဲလိမ့်မယ်ပေါ့နော်အဲမိဘကိုအရင်ပြောလိမ့်မယ်နဲ့တူပါတယ်အမောင်းပြောက်ကြားမိဘအားကိုဗာမြမာခဲ့တူတနီဟွန်းတော့ မွေးတည်မိခင်ကြေးဖွားခင်ကိုဥတင်ငယ်ကြောင်ပြောပါလေအဲအဖေမေကိုသူဥတင်ငယ်တယ်ဗောနဥတင်ငယ်တယ်နောက်တစ်ခုကကြတော့အမောင်ပြောင်ကြချစ်သူအားကိုဗာမြမာခဲ့လို့တနည်းချစ်သူကိုဗာမာခဲ့ခြင်းတယ်လေဟုတ်တယ်ငယ်ကကျင်မြမိတ္တမှတ်ကိုခွင့်လွတ်ခဲ့ကြောင်ပြောပါလေอืมသူတည်သွားလို့ချင်းသူသူသူချစ်သူဟာသူ့ကိုအများအတန်းတပြီးမနေရင်းနဲ့ဗောဟုတ်လားအဲ့လိုမျိုးဗောနော်အိမ်တော်တစ်ခုပြုမယ်ဆိုရင်လည်းသူခွင့်လွတ်တယ်ဗောလေอืมနောက်ဆုံးအချက်ကဘလောက်ထိဦးဇင်းတို့ တော်လန်စိတ်တက်ကိုပြင်းပြလာသည်လဲဆိုလို့ချင်းအမောင်းပျောက်ကြတိုင်းပြည်အားကိုဗာမြားမှာခဲ့လို့တနည်းဆိုอืมခยีမတ်တက်လန်ကုလက်တွင်ကိုလွတ်ချွန်ခွာသွားရပါ၍အားနာခဲ့ကြောင်းပြောပါလေဆိုတာဂျင်းအဲ့ဒီအပတ်ရောက်တိုင်းရောက်တဲ့ဦးသင်းတို့ကယင်းထဲမှာလိုက်ပြီးတော့မှလာတယ်တော့ဆရာအတဲနှလုံးဆုတ်ခါလိုက်ဟုတ်ဆုတ်ခါတော့သူဟာဦးသင်းတို့ဒီပျောက်ကြားစစ်သားတယောက်ဟာဒီနေ့ဦးသင်းတို့ new dollar ကြီးမှာအသက်ပေါင်းမြောင်များစွာပြစ်ဆက်ခဲ့ရတဲ့ထောင်းလိုင်းရဲဘော်တွေအများကြီးရှိတယ်ဦးသင်းတို့တွေဟာ ဒါတွေကိုဂုံဂုံပြုတ်တယ်ဥထိပ်ပန်ဆင်းတယ်ဒါယဟန်တပါးအနေနဲ့ပြောတာနော်ဥထိပ်ပန်ဆင်းတယ်အတလောက်တိတာဝန်ကြီးတယ်သို့တော်လည်းပဲအဲ့ဒီပျောက်ကြားတယောက်ရဲ့ခါလိုက်တဲ့နှလုံးသားကိုပြန်ကြည့်တဲ့အခါမှာဟုတ်ပါကိုလို့ရှောင်ကွာသွားရတယ်လို့ပဲသူကမြင်တာနော်ဆရာဟုတ်ပါဆိုတော့အဲ့ဒီအဲ့ဒီလိုအဲ့မှာဖက်စစ်တော်လန်ရေးကာလကဖြစ်ခဲ့တဲ့ပျောက်ကြားစစ်သားတယောက်ရဲ့ပုံရိပ်ကိုဖော်ကျူးလိုက်တဲ့အခါမှာဦးသူငငယ်ကပေါ့နော် ဟိုငွေကဘာတွေးလဲဆိုတော့ဟိုဒီနေ့ဟိုစစ်သားတွေပေါ့နော်အဲ့ဒီဖက်သစ်ဒေါ်လာရေးကနေမှပေါက်ဖားခဲ့တဲ့ဗိုလ်ချုပ်ထူထောင်ခဲ့တဲ့တပ်မတော်ကပေါက်ဖားခဲ့တဲ့စစ်သားတွေကဒီစစ်တပ်တွေရှိကြလိမ့်မယ်လို့ပဲဦးသိန်းတို့ကတကယ်ကိုမျှော်လင့်ခဲ့ပါတယ်ယူယိုသားသားမျှော်လင့်ခဲ့ပါတယ်မှန်ပါဆိုတော့အေးတကယ်ဘဝရဲရောက်တဲ့အခါမှာအေးဦးသိန်းတို့အလုပ်တွေလုပ်လာကြတဲ့အခါမှာဦးသိန်းတို့ရဲ့ ဟိုတိုင်းပြည်အတွက်ပေါ့နော်ဟိုတုတ်တက်ရာတုတ်တက်ကြောင်းရဲ့အတားအပြစ်ပင်နေတာဘသူတွေလဲလို့ပြန်စမ်းသိကြည့်တဲ့အခါမှာဒီစစ်သားတွေကထိတ်ဆုံးကဖြစ်နေတယ်သူတို့ကိုသူတို့တက်မတော်သားတွေလို့သုံးတာဥပမာတက်မတော်သားလို့မသုံးစေချင်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီတုန်းကဖက်စစ်စစ်သားတွေပဲဒါလိုပဲသုံးစေချင်တယ်ပေါ့တခင်ဆိုးပြောခဲ့တာဖြစ်မယ်နော်စစ်တပ်ဟာဖက်စစ်တရေပါလာတယ်ဆိုတာတခင်ဆိုးပြောခဲ့တာပေါ့တခင်ဆိုးပြောခဲ့တာနော်ဒီတက်ကဟာလား ဘယ်လို move လာတယ်လဲဆိုတော့တစ်တစ်ခါကပြောရတာပေါ့ဒါဒီဒီမှာတော့မသိတော့လို့မပြောတော့ပါဘူးဟုတ်ကဲ့ဒါတော့အဲ့မှာဦးသိန်းဆိုလိုချင်တာကဟိုဒီပျောက်ကြားစစ်သားလေးတစ်ယောက်ကဒီလိုစိတ်တံမျိုးထားတယ်ဆိုလို့ချင်းဒီစစ်တပ်တွေစစ်တပ်မတော်တဲ့မှာရှိနေတဲ့ဗိုလ်ချုပ်ထူတော်ငဲတဲ့တပ်မတော်သားတွေဟာလေဒီစိတ်တံမျိုးထားလိမ့်မယ်လို့ဦးသိန်းတို့မျှော်လင့်ခဲ့ကြတာဒါပေမဲ့အပြောင်းလဲကြီးပြောင်းလဲပြောင်းလဲကြီးပြောင်းလဲတော့တာဒါပေမဲ့ဗိုလ်ချုပ်ထူတော်ငဲတဲ့တပ်မတော်ဒီ62နေဝင်းအာနာလုသွားတဲ့ကာလကစပြီးတော့အဲ့ရဲ့တပ်မတော်ဟာပြည့်စည်သွားပါပြီ နောက်ပိုင်းဟာနေဝင်းကပိုက်ဆောင်တတ်မတော်ပဲဖြစ်လာတာဖြစ်တဲ့အတွက်အဲ့ဒီမှာဟာငါတို့ပြောလိုက်တာကလည်းမတူပါလားဆိုတော့အဲ့ဒီအမှာစပြီးဦးသူတို့တော်လာသေးတယ်ပေါ့ဘွားလာတယ်ပေါ့နော်မှန်ပါဗျာဘောင်းသူတို့ဦးသူတို့ယဟန်ဘဝကိုဦးသူရက်တည်လာခြင်းဒီဦးသူတို့တိုင်းပြည်လူသားတွေချမ်းသာဒုက္ခရဖို့အတွက်ငါအလုပ်လုပ်ရမယ်ဦးသူတို့တိုင်းသူပြည်သားတွေကောင်းကျိုးစီးပွားဖြစ်ဖို့အလုပ်လုပ်ရမယ်ဦးသူတို့ရဲ့တိုင်းသူပြည်သားတွေကိုအစဉ်ဆုံးချောက်ဖို့အတွက်အလုပ်လုပ်ရမယ်ဆိုတော့ရည်ရွယ်ချက်နဲ့ယဟန်မန်တိဒသအရွယ်ရေသဦးသူလူမန်တိဒသအရွယ်လို့မပြောဘူးနော် ်ယာမန်တိဒသအရွယ်တွေကသာဦးသိန်းကဒီစိတ်နဲ့ဒီသင်္ကန်းကိုဝိတ်ပြီးတော့မှဒီခံကျက်နဲ့နေလာခဲ့တာဖြစ်တယ်ဒီအတိုင်းပဲသွားတယ်ဦးသိန်းတို့ဆရာမင်းသူဝင်ရေးဖွဲ့ခဲ့တဲ့ဒီရဲ့ပျောက်ကြားစစ်သားရဲ့တရေဟာဒီစစ်သားတွေမှာကြံမနေခဲ့ဘူးမှန်ပါဗျာကြံမနေခဲ့တဲ့အခါမှာခုနလိုနေဝင်းရဲ့ဖက်သက်တရေသိုးတွေပဲကြံနေခဲ့တဲ့အခါရောက်တော့ဦးသိန်းတို့ဟာမူလလုပ်ငန်းတွေကိုခဏပြစ်ချထားခဲ့ပြီးတော့မှဒီတော်တဲ့တောင်ထဲမှာလာကူပြီးတော့မှဒီစနစ်ကိုအရင်ဆုံးဖြိုပြီးမှဦးသိန်းတို့ကခုနက ဘုဒ္ဓနာဟိတရာဘုဒ္ဓနာဒုက္ခရာလောကဒုက္ခံပါရလမ်းကိုပြန်လိုက်ကြရမယ်အနေထားမျိုးဖြစ်တဲ့အခါတော့အရေးကြီးတာကိုအရင်တော့ကြရတဲ့အတွက်ဒီကဗျာကိုအခြေခံပြီးတော့ဒီဒေါ်လာရင်းစစ်တပ်တွေမွေးဖွားလာတယ်ပေါ့ဒါကဥသိန်းရဲ့ဟိုဘာပေါ့နော်စာပေတဲကဥသိန်းဖြစ်တည်လာတဲ့ဒေါ်လာရင်းသတိပါပဲဆရာဒီနေ့မျက်မှောက်ခေတ်မတိုင်မီလေးတပိတော့ခုနစာပေနဲ့ဒေါ်လာရင်းတွေကစာပေစာပေတွေကဒေါ်လာရင်းကိုနည်းနည်းလေးထင်ဟပ်ပြီးတော့တပိတော့ပြောခြင်းတယ်ဟုတ်ဒီပိတော့ကိုဒီပိတော့ဆို1949မတ်လမှာမွေးပါတယ်ကုဆိုရင် ဟလာအသက်အားဖြင့်တော့89တည်းရောက်ပြီအဲ့တော့ပြည်တွင်းစစ်ကြီးနဲ့အပြိုင်တပိတော့ဘဝရှင်သန်ခဲ့တာဖြစ်တယ်ဟာအဲ့တော့စာပေမှာတော့1981မှာတပိတော့စာပေနေထဲမှာကဗျာဆရာတယောက်ဖြစ်နေစာပြီးတော့မဂ္ဂဇင်းစာမျက်နှာပေါ်မှာစာပြီးတော့တက်လှမ်းလာခဲ့တာဒီနေ့အထိဆိုရင်နှစ်ပေါင်း90ကျော်ပေါ့အဲ့တော့တပိတော့တို့ဒီတွန်လိုင်းစာပေတွေနဲ့တပိတော့နဲ့ဟာမိသားစုလိုဖြစ်ခဲ့တာပါ တက်သားတဲ့တက်သွားလည်းဖြစ်ခဲ့တာအဲ့တော့တပိတော်လူရဲ့ရှေ့ရနေတော့နော်လမ်းစဉ်တွေချပြီးကြတဲ့စာပီလမ်းစဉ်တွေသဘောတရားတွေအတွေးခေါ်တွေပြီးခဲ့ကြတဲ့ဆရာကြီးတွေကိုလည်းတခါတည်းဂုံပြုတဲ့အနေနဲ့တပိတော်လူဆွေးနွေးခြင်းပါတယ်အခုဆရာဆရာတော်ဆိုလို့ရှိရင်ဟလာအာဆရာမင်းတို့ဆရာမင်းတို့ဘာပြဆရာဇော်ကြီးတော်မှကြံခဲ့သေးတယ်ဆရာဇော်ကြီးဆိုရှင်ဟလာဇော်ကြီးရဲ့စာပီဆိုလို့ရှိရင်အဲ့မှာဟလာဗီရာနာကပြဆိုရင်အင်မတန်မှပဲတော်လန်ကြီးလမ်းပြဖြစ်ခဲ့ပါတယ်အများကြီးပဲလေ အခုခစ်ဆိုလို့ရှိရင်အဲ့ဒီဆရာရဲ့ဒီကြပြားလေးတစ်ပုတ်ရှိရလေမှန်ပါဟိုသူ့ကိုယ်သူလေးဘာထင်လေးတလဲအင်းအင်းဟုတ်လားအဲ့တော့ဗီဒါလန်းနေရပါဗီဒါလန်းနေရလေသူ့ကိုယ်သူလေးဘာထင်လေးမသိဘုမခွန်တတန်နဲ့တီလဒါသွန်းမှာအဲဟုတ်လားသူ့လွန်တန်ကြီးဆိုတာမျိုးလေအဲအဲ့ဒီရဲ့ကြပြားလေးပြန်ကြည့်လိုက်လေဒါဒါကြပြားရဲ့ဟာကိုအတင်းလက်တော်လေးမေ့နေလို့ပါဆိုတော့အဲ့ဒီဟာဆိုလို့ရှိရင်ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်နေရာတိုင်းကိုလိုက်ပြီးအပြစ်တင်နေတာအပြစ်တင်နေတာမှန်ပါအပြစ်တင်နေတာ ဟောဘုတ်ကလည်းဘုတ်မြည်ပြန်ပြီဟုတ်လားကိုမဲဝါသူလို့ကျင်လဲငပြန်ကလည်းဂျွန်းပြစ်ပြန်ပြီဂျွန်းပြစ်ပြန်ပြီဟုတ်လားကပြားလိုက်တင်နေတာအဲအပြစ်တွေလိုက်တင်နေလိုက်တင်နေတယ်ကအဲ့မှာဘာဖြစ်လဲဆိုတော့ဗေဒာလေးမျောလာလေအိုအချင်းကျူရိုးရှင်သူ့မူရသူ့အသည်မင်းဆိုခဲ့တယ်မင်းကိုပဲမင်းမင်းနေရင်ဘာတင်လို့လေလဲမဗေဒာစုံစမ်းလမ်းမှာပန်းခဲ့တယ်ပဲဆိုတော့ဟင်ဆိုတော့ဟိုပြောမဲ့ဆိုလို့ရှိရင် तू မျောလာတဲ့ခါမှာ तू ကဒီလှေနဲ့လေ မှန်ပါလေနဲ့ကန့်လန့်ဖြတ်ထားတဲ့ခါမှာဒီမှာဟိုရှေ့ဆက်သွားလို့မရဘူးမရဘူးသို့လိုတာကဦးသမီးတို့ဒီတော်လန်ရေးထဲမှာလည်းပဲဟုတ်လားမျိုးမျိုးသောမျိုးမျိုးသောအပြစ်တင်မှုတွေအများကြီးရှိတယ်နော်သူ့ကိုယ်သူဘာတွေထင်နေကြလဲမသိဘူးစရာနော်ဒါပေမဲ့တော်လန်ရေးဘေးဒါဘေးဒါလေးရှောက်နေတဲ့ဦးသမီးတို့ဒီဘောပေါ့နော်မျောလာတဲ့တော်လန်ရေးပန်းတိုင်မှာကိုကိုတိုင်းကလည်းအပိတ်သီးဖြစ်နေတယ်ဆိုတာကိုတတိမတတိမမြင်မှုရတဲ့သူတွေကလည်းအများကြီးပဲဟုတ်အပြစ်တွေအများကြီးပဲလက်တင်နေကြတာ တော်လန်ရေးတဲ့ကမမစာပေတွေဟာဒီစာပေတွေကနေမှပြန်ယူမဲ့တော်လန်ရေးစိတ်ဓာတ်တွေပြန်မေးဖွားဖို့ကဒါလည်းတစ်ချက်အပါအဝင်မဲ့စရာရယ်နော်မှန်ပါဗျာဆိုတော့ဒါဆရာဇော်ကြည်တို့ဟိုရေးခဲ့တဲ့ကြပြားဒီပေါ်မှာဦးသိန်းတော်တော်လန်ရေးနဲ့ပြန်ချစ်ချင်တွေးကြည့်မဲ့ဆိုလို့ချင်ရင်မှန်ပါဒီတော်လန်ရေးမှာလည်းသူများတွေကိုပဲအပြစ်တင်နေတဲ့သူတွေဟာကိုယ့်ရဲ့အပြစ်ကိုမမြင်မဲနဲ့တော်လန်ရေးရဲ့အနောက်ချက်အသာစီဖြစ်နေတယ်ဆိုတာကိုတော့သတိမူမိဖို့လိုတယ်ပေါ့အဲ့ဒါကျူရိုးရှင်နဲ့ ဆရာဇော်ကြီးကဆရာဇော်ကြီးကဒါတော်လန်ရေးရဲ့အမြင်ကိုဖွင့်ပြခဲ့တဲ့စာပေတဲကကြဗျာတဲကတော်လန်ရေးတွေပေါ့ဆရာရဲ့မှန်ပါဗျာကြဗျာတဲကတော်လန်ရေးတော်လန်ရေးတွေကကြဗျာဖြစ်တယ်ပေါ့နော်ဆိုတော့ဆရာဇော်ကြီးကိုပြောမယ်ဆိုလို့ရှိရင်အများကြီးပါဗျာအင်မတန်မှဟုတ်တယ်ဟုတ်လားဒါဟိုဆရာတော်ကတော့ဟိုတစ်ချက်လောက်ပဲကောက်ပြတာပေါ့အဲ့တော့ဗီလာနန်ကြဗျာကဒီပြီးတော့ထင်ပါတယ်အာ38ပို့လား38ပို့လားမသိရှိဘယ်လိုပဲဖြစ်စီပေါ့နော်ဒါကို ျန်းတဆောင်အနေနဲ့ပြန်ပြီးတော့ဖွဲ့ဆိုမယ်ဆိုလို့ရှိရင်ဒီစာပေကနော်ဒီစာပေကတကယ်တော်လိုင်းစာပေပါဟုတ်တယ်တော့တော်လိုင်းစာပေဖြစ်တယ်တော်လိုင်းစာပေဆိုတဲ့အထက်ကိုစာပေပေါ်မှာလည်းပဲသူဆက်ပြီးတော်လိုင်းတာနော်ဆရာမှန်ပါဟုတ်ပါမှာဆိုလို့ရှိရင်ဦးဇင်းတို့အဲ့မှာခေတ်ဆန်းစာပေရဲ့ဥက္ကိုင်းနေလို့ပြောလို့ရတာပေါ့ဗျာဆရာတော်ကြီးတို့ဆရာမင်းသူတို့လည်းဟုတ်ကဲ့စာပေရဲ့ရေးသားဟန်နေကြပြရဲ့ရေးသားဟန်နေပါကိုသူကဟိုဟိုရှေးမူအတိုင်းတွေ လမ်းရိုးဤတိုင်သွားတဲ့နေရာမှာ तू ကဖောက်ထွက်တဲ့ဒါတော်လန်ရေးဒါဒါကဗျာဟန်ရဲ့တော်လန်ရေးလဲပါတယ်တရားမှန်ပါ तू ကမှန်ပါမှန်ပါအမှုစပေဒီဟာအများရန်တော်လန်နေတာပဲဆိုတာဥဒင်အားရခဏခဏပြောတာဆရာမှန်ပါဗျာအဲ့လိုမျိုးပေါ့ဆရာဒါခုနဒါကစပေဟိုကဗျာရဲ့ဟန်ကိုဟန်ကိုလည်းတော်လန်တယ်လို့ခုနလိုပေါ့မက်ဆေ့ပေးခြင်းအပြင်လည်းတော်လန်သေးနေမက်ဆေ့ပေးသွားတာတွေအားရှိတာကိုပြောတာပါဆရာဒါကတော့တော်လန်စပေကိုဖန်တီးခဲ့ကြတဲ့စပေကဝိပညာရှိတွေရဲ့အကြောင်းကိုသင်တွေ့ခဲ့ကြတာပဲဖြစ်ပါတယ် င်းသွေးချက်တတိယပိုင်းအပိုင်း၃ကိုဆက်လက်တင်ပြမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုနိုင်တဲ့ဆိုတဲ့အကြောင်းကိုသတင်းကောင်းပါပါတယ်အားလုံးကိုကျေးဇူးများစွာ တင်ရှိပါတယ်